ီလိုမျိုး fire and q ကောင်းကောင်းနဲ့ရှင်မြန်ကစားဘရော့ကတ်တက်စတန်ကိုမလန်နိုင်အောင်လို့အပြတ်တန်အယူခဲ့တဲ့အော်လာအန်စင်ပရိသတ်များအလုံးမဲမင်္ဂလာပါများအီကစ်စပေါ်ကတင်ဆက်နေပါတယ်မြမကုံဆောင်အော်လာအန်စင်ကတော့သူကစားမပွားရင်နောက်ဆုံးပွဲစဉ်ဖြစ် Sweden Fighter Sebastian Gardes တနေ့ရှင်မြန်ထိုးသက်ခဲ့ပြီးတိုင်ပွဲရဲ့နေတောင်မှအနိုင်ယူပြသွားခဲ့ပါတယ်အော်လာအန်စင်ကဒုတိယအချိန်မှာ2မိနစ်20စက္ကန့်မှာလက်တီးတွဲလုံးနေတဲ့ Gardes တန်ကိုမတ်တက်မရက်နိုင်အောင်လို့ထိုးသက်ပြီးတော့တိုင်ပွဲရဲ့ TKO နဲ့အနိုင်ရရှိခဲ့ပါတယ် ဒီပွဲစဉ်ဟာ9မိနစ်3ချီရှင်မြန်ကစားခဲ့ပြီးတော့ဒီမှာအချီမှာနှစ်ယောက်လုံးတယောက်နဲ့တယောက်အကဲခတ်ကစားခဲ့ကြပြီမြေဒုတိယအချီမှာအောင်လာကအရှင်တင်လာပြီးတော့ကာဒက်စတန်အားနဲ့ချက်တီကိုအသုံးချကအနားရရှိခဲ့တာဖြစ်ပါတယ်။ပွဲမတိုင်ခင်အင်တာဗျူးတွေမှာအောင်လာကဒီပွဲကကျွန်တော်ရဲ့နောက်ဆုံးပွဲဖြစ်တယ်။ပရိသတ်တွေကိုအကောင်းဆုံးပုံစံနဲ့ပြသခြင်းနဲ့မြန်မာပြည်သူတွေအတွက်ဂုဏ်ယူစရာတစ်ခုဖြစ်စေခြင်းလို့ပြောကြားထားခဲ့တဲ့အတိုင်းအခုတော့သူလုံးပြနိုင်ခဲ့ပြီလို့ဆိုရမှာဖြစ်ပါတယ်။အောင်လာ SNF5NQ ကဒီပွဲစဉ်တွေမှာနိုင်ရဖို့အဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ Fire Q ဆိုတာက Fighter တူရဲ့ပွဲစဉ်တွင်ပြိုင်ဘက်ရဲ့ကစားပုံကိုလျင်မြန်စွာအကဲဖြတ်နိုင်မှုအာသာ Channel အားနည်းချက်တွေကိုဖတ်ရှုနိုင်မှုနဲ့ပွဲရဲ့ပြွာကိုလည်းလျောညီထွေဖြစ်အောင်ပြောင်းလဲနိုင်စွမ်းတွေကိုဆိုလိုပါတယ်။ Online ရဲ့ Fire Q နဲ့ပတ်သက်လို့အဓိကအာသာချက်တစ်ခုကတော့ဓမ္မချီမှာ Garrison နဲ့ကစားပုံကိုလျင်မြန်စွာအကဲဖြတ်နိုင်ခဲ့မှုဖြစ်ပါတယ်။ Garrison က Grappling နဲ့ခြေကန်တက်တွေကိုအဓိကထားကစားတတ်သူဖြစ်ပြီးသူ့ရဲ့ကွာဝေးထင်းကစားနည်းကို Online ကဓမ္မချီမှာ Gyudis site နဲ့လေ့လာခဲ့ရန်ရှိပါတယ်။ အောင်လာဟာကာဒက်စတန်ရဲ့အခြေခံချက်တွေကိုရှောင်ကွင်းနဲ့ဘယ်လိုမျိုးပြန်လဲတုံ့ပြန်ရမလဲဆိုတဲ့နီးလမ်းကိုရှာဖွေခဲ့ပါတယ်။အဲဒီကဲဖြတ်မှုကအောင်လာရဲ့ပြူဟာကိုဒုတိယအချိန်မှာပြောင်းလဲဖို့အထောက်အကူဖြစ်ခဲ့ပါတယ်။ဓမ္မအချိန်မှာကာဒက်စတန်ရဲ့တိုက်ခိုက်မှုတွေကိုကာကွယ်နိုင်ခဲ့ပြီးတော့အမြင့်ကန်ချက်တွေနဲ့ကာဒက်စတန်ကိုပြန်လဲကွာဝေးထိန်းကစားခဲ့ပါတယ်။အောင်လာရဲ့ FIQ ဟာကာဒက်စတန်ရဲ့အားနည်းချက်တွေကိုလင်းမြန်စွာဖတ်ရှုနိုင်ခဲ့ပြီးတော့ပွဲကိုသူ့ဘက်ပအောင်လို့ဆွဲကုန်နိုင်ခဲ့ပါတယ်။ကာဒက်စတန်ကအခြေခံချက်တွေနဲ့ကွာဝေးထိန်းကစားရီမှာကျွမ်းကျင်ပေမဲ့အောင်လာရဲ့အရှိန်မြင့်လာတဲ့ထိုးသက်ကစားပုံကိုတော့လိုက်မြို့ဖို့အတွက်ခက်ခဲရှိခဲ့ပါတယ်။ ောင်လာအနေနဲ့ဒီအားနဲ့ချက်ကိုဖတ်ရှုပြီးတော့ဒုတိယချီမှာလက်တီတွဲလုံးအနေနဲ့ပွဲကိုအချိန်ဆက်မြင့်ခဲ့ပါတယ်။အောင်လာရဲ့ Fire and Q နဲ့ပတ်သက်လို့နောက်ထပ်အရေးပါတဲ့ချက်တစ်ခုကပွဲစဉ်တွေမှာဖြူဟာကိုလည်းလျော့ညီထွေပြောင်းလို့ပြောင်းလဲနိုင်မှုဖြစ်ပါတယ်။တပားချီမှာအောင်လာကဂါဒစတန်ရဲ့ခြေကန်ချက်တွေကိုအကဲခတ်ပြီးဒုတိယချီမှာသူ့ရဲ့ကစားပုံကိုပြောင်းလဲခဲ့ပါတယ်။တပားချီမှာခြေကန်ချက်တွေကိုအဓိကထားခဲ့ပေမဲ့ဒုတိယချီမှာအနီးကပ်ထိုးသက်ကစားပုံကိုပြောင်းလဲပြီးတော့လက်တီတွဲလုံးတွေကိုပို့ပြီးတော့ထုတ်သုံးလာခဲ့ပါတယ်။ဒီပြွာပြောင်းလဲမှုကဂါဒစတန်ရဲ့ကွာဝေးထင်းကစားတွေကိုကြိုးတက်ရမှုနေစီခဲ့ပါတယ်။ အွန်လိုင်းရဲ့လက်တီးကျွဲလုံးတွေကကာဒစ်စတန်ရဲ့မျက်နှာနဲ့ခနာကိုကိုဒရက်ဆက်ထိမှန်ခဲ့ပြီးကာဒစ်စတန်ကိုထူးထောင်ထောင်ပြန်လည်ဖြစ်ပေါ်နေတဲ့တော့ဟန်ချက်ကိုတောင်မှတီမရဖြစ်သွားစေခဲ့ပါရီအလိုမျိုးလက်လျောညီထွေဖြစ်မှုကအွန်လိုင်းရဲ့ 5NQ ရဲ့အဓိကချက်တစ်ခုဖြစ်ခဲ့ပြီးတော့ပွဲစဉ်ရဲ့ရလဒ်ကိုဆုံးဖြတ်ပေးခဲ့ပါရီအွန်လိုင်းရဲ့ 5NQ ကသူ့ရဲ့စိတ်တက်ပိုင်းတာလုံမှုနဲ့လည်းဆက်ဆက်နေပါရီဒီပွဲကအွန်လိုင်းရဲ့နောက်ဆုံးပွဲဖြစ်တဲ့အတွက်သူ့ရဲ့စိတ်တက်ကအလွန်ပြင်းထန်ခဲ့ပါရီသူကမြန်မာပြည်သူတွေအတွက်ဂုဏ်ယူစရာတစ်ခုဖြစ်စေချင်တဲ့ဆိုရယ်ရီမန်ချန်နယ်ကစားခဲ့ပြီးတော့ဒီစိတ်တက်ကကာဒက်စတန်ရဲ့ခဏာကြီးကိုကြော်လွှားနိုင်ခဲ့ပါရီ အောင်လိုက် FIQ ကသူ့ရဲ့စိတ်ဓာတ်နဲ့ပေါင်းဆက်ပြီးတော့ပွဲစဉ်တွင်ပြားပေးမှုကိုထင်ချုံနိုင်ကြပါတယ်။အောင်လိုက် FIQ နဲ့ပတ်သက်လို့နောက်ထပ်အရေးပါတဲ့အချက်တစ်ခုကတော့အချိန်ကြိုက်ပြားပေးနိုင်မှုဖြစ်ပါတယ်။ဓမ္မချီမှာအောင်လာကဂါဒက်စတန်ရဲ့ကစားပုံကိုအကဲခတ်ပြီးဒုတိယချီမှာအရှိန်မြင့်တင်ခဲ့ပါတယ်။ဒီလိုအချိန်ကြိုက်ပြားပေးမှုကဂါဒက်စတန်ရဲ့ခန္ဓာကိုယော့ချစေခဲ့ပြီးတော့သူ့ရဲ့ဟန်ချက်ကိုပြက်စေခဲ့ပါတယ်။အောင်လိုက်ရဲ့လက်တီတွဲလုံးတွေကိုဂါဒက်စတန်နေနဲ့မျောလင်းထားခဲ့ရန်မရှိတာကြောင့်အခုလိုမျိုးရုပ်ပြက်ဆင်းပြက်ရှုံနေသွားကြရတာဖြစ်ပါတယ်။နောက်ဆုံးပွဲနှုတ်ဆက်ပွဲတမိုင်းမှတ်တမ်းတွင်ကျင်းရင်းမဲ့ပွဲမျိုးမှာ အခုလိုမျိုး niche နဲ့ကောင်း 5IQ ကောင်းကောင်းနဲ့ကစားပြသွားတဲ့အတွက်အောင်လာကိုကျေးဇူးထူးတင်ပြီးကြောင်းပါဗျာဒီကောရကယောကာရက်စတန်ရဲ့ပွဲမှာပြသခဲ့တဲ့အောင်လာရဲ့ 5IQ ပေါ်မှာဘယ်လိုမြင်ကြပါလဲပြောပြပေးသွားလို့ရပါတယ်ခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတင်ပါတယ်